ကချင်ပြည်နယ်ဖားကန်မြို့နယ်မှာ KNOKIA လက်နက်ကိုင်ဖွဲ့က၎င်းတို့အားအခွန်ဆက်ကြီးမပေးဆောင်တဲ့ဆိုင်းမြောင်အနီးဝန်းကျင်၌အတံမိုင်းများခွဲ၍ချိန်ချောက်မှုများပြုလုပ်နေတယ်လို့ဖားကန်ဒေသခံများထံမှသိရပါတယ်။ယမနီဒီဇင်ဘာလ3ရက်နေ့ကဖားကန်မြို့နယ်တွင်ရှိ KB ဝိမန်နီငွေလဲငွေထုတ်ဆိုင်းမြောင်အောင် KNOKIA အဖွဲ့စည်းကအခွန်ဆက်ကြီးလာရောက်ကောက်ခံနေကြောင်းနဲ့ညနေပိုင်းမှာအတံမိုင်းခွဲကြောင်းအမိမဖော်လို့တဲ့ဖားကန်ဒေသခံတို့ကဆိုပါတယ်။ မနေ့ကမရှိကထောင်းက KP ဝိမန်နီဆိုင်နဲ့ရွှေဟင်းထက်စီဆိုင်နားမှာအတမိုင်းတလုံးကွဲတယ်။ညနေ6နာရီခွဲအချိန်လောက်မှာကွဲတာ။အဲ့ဒီနားကငွေလဲငွေထုတ်ဆိုင်က KIA တောင်းတဲ့စက်တီမပေးလို့သတိပေးချင်းချောက်တာလို့ထင်တာပဲ။ဒါမျိုးကသူတို့လုံနေကြပဲလေ။ဒီမှာပါလုံလို့သူတို့ကိုအခွန်ဆောင်ရတယ်။သူတို့တောင်းတဲ့အခွန်ကလည်းမတန်မဆတောင်းတော့အခွန်ဆောင်ပြီးလို့ဆောင်ပြီးကြောင်းပြန်ပေးတဲ့ပြေစာထဲမှာဆိုရင်လေတကယ်ဆောင်လိုက်ရတဲ့ငွေအမောင်းနဲ့ပြေစာထဲရေးထားတာနေကတခြားစီပဲ။အခွန်မဆောင်ပြန်တော့လေသူတို့ကလူတက်တဲ့အထိလဲလုံကြတယ်လို့အမိမဖော်လို့သူဖက်က န့်သီရခန့်တို့ကဆိုပါရယ် KIOKI လက်နက်ကင်ဖွဲ့စည်းဟောင်းဖကတ်မြို့နယ်အတွင်းရှိဈေးအယောင်ဆိုင်များဝန်ဆောင်မှုလုပ်ငန်းများတနိုင်တပိုင်းစီးပွားရေးလုပ်ငန်းမှစ၍လုပ်ငန်းရှင်ကြီးများအထိအခွန်ဆက်ချေများမတရားတောင်းခံလျက်ရှိအောင်အခွန်ပေးဆောင်သူများအနေဖြင့်ပြဿနာမရှိတော့လေအခွန်မပေးဆောင်သူများအနေဖြင့်မူ၎င်းတို့ရဲ့အနီးပတ်ဝန်းကျင်နေရာများ၌အတံမိုင်းခွဲချိန်ချောက်ခြင်းကိုယ်တိုင်လာရောက်၍တနက်ဖြန်အသက်အန္တရာယ်ချိန်ချောက်ခြင်းများပြုလုပ်ကြပြီးတခါတရံမှလည်းတပ်ဖြတ်ခြင်းများကိုပါပြုလုပ်ကြတယ်လို့အဆိုပါတည်တောက်ခံများရဲ့ပြောပြချက်အရသိရပါတယ် ဖကံမြို့နယ်မှာ KNU KNA တို့ကယခုလိုမိုက်ခွဲခြင်းပြစ်ခတ်တပ်ဖြတ်ခြင်းများကိုရခင်ကလေးကယခုတိုင်အောင်မကြာခဏလှုပ်ဆောင်ကြပြီးယမနီနဲ့နဲ့၈နာရီဝန်းကျင်ကလည်းလုံခင်းကျေးရွာအုပ်စုမော်စီဇာကျေးရွာမှာတနတ်တန်ရာဖြင့်တည်ဆုံနေတဲ့အသက်35နှစ်အရွယ်အမျိုးသားတဦးရဲ့ရုပ်အလောင်းတစ်ခုကိုလည်းတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ အဆိုပါတည်ဆုံးသူအမျိုးသားဟောင်းဖကံမျိုးနယ်လုံခင်းကျေးရွာအုပ်စုမော်စီစာကျေးရွာနေအသက်35နှစ်အရွယ်ဦးရဲမောင်ဆိုသူဖြစ်ပြီးမိသည့်အကြောင်းကြောင့်ပြစ်ခတ်တပ်ဖြတ်သွားတော်ကိုမူမသိရသေးကြောင်းအဆိုပါတည်တော်ခံများရဲ့ပြောပြချက်အရသိရပါတယ်။